ရုရှားဒရုန်းတွေဟာပိုလန်နဲ့ရိုမေးနီးယားလေပိုင်နယ်ထဲကိုဝင်လာပြီးတဲ့နောက်ရုရှားဂျက်လီယင်တွေအနေနဲ့နေတိုးပိုင်နယ်အတွင်းဝင်လာရင်ပြစ်ချဖို့အသင့်ပြင်ပြီးပြီလို့ UK ကထုတ်ပြန်လိုက်ပါတယ်။အက်စတိုးနီးယားလေပိုင်နယ်ထဲကိုပြီးခဲ့တဲ့စက်တင်ဘာလ16ရက်နေ့ကရုရှားဖိုက်တာဂျက်လီယင်၂စီးဟာ7မိနစ်ကြာဝင်ရောက်လာလို့နေတိုးအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ပြစ်ချတဲ့လို့ထရန့်ကတိုက်တွန်းပြောဆိုခဲ့ပါတယ်။ ရုရှားသမ္မတပူတင်နဲ့အဆင်မပြေဖြစ်လာနေတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရုရှားလေရင်တွေထပ်ဝင်လာရင်နေတိုးအဖွဲ့ဝင်နိုင်ငံတွေကပြစ်ချတင်တယ်လို့ဆိုခဲ့ပါတယ်။ကုလသမဂ္ဂအစည်းအဝေးကိုရောက်လာတဲ့ UK နိုင်ငံခြားရေးဝန်ကြီး Miss Fatty Cooper ကတော့မိမိတို့နေတိုးအဖွဲ့ဟာယူကရိန်းကိုထိပါတာ နေတိုအဖွဲ့ဝင်တွေကိုထိပါတာကိုစူပေါင်းတုံ့ပြန်မှုခရီးကဝတ်ပြုထားပြီးဖြစ်တယ်လို့ဆိုပါရယ်။ဒါကြောင့်နောက်တစ်ချိန်ရုရှားလေရင်တွေကျူးကျော်ဝင်ရောက်လာရင်တော့ပြစ်ချဖို့တွန့်ဆုံမနေပဲခြေလန်းအလုံးအသင့်ပြင်ဆင်ထားပြီလို့ပြောဆိုခဲ့ပါရယ်။